ဒေါ်အောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်တို့၏တရားခွင် အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်းဗီဒီယိုနှင့် လူမှုကောင်းဆောင်၏ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပေါက်ကြားဒေါ်အောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်တို့၏တရားခွင်အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်းဗီဒီယိုနှင့် လူထုကောင်းဆောင်၏ထောင်တွင်းနေစဉ်နေထိုင်မှုမတမ်းများဂါဒီယန်သတင်းဌာနသို့ပြည်သူရင်ခွင်အဖွဲ့မှတစင်ပေါက်ကြားလာကြောင်းအဆိုပါသတင်းဌာနကသတင်းဖော်ပြသည့်စစ်ကောင်စီ၏တရက်ခွင်တွင်ဒေါ်အောင်ဆန်းစုကြည်၏ရှရှပါပါဗီဒီယိုဖိုင်နှင့်တူမ၏နေစဉ်အချင်းထောင်များဆိုင်ရာအသေးစိတ်မတမ်းများကိုဂါဒီယန်ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာချိန်တွင် မတရားဖမ်းဆီးခံခဲ့ရသောအယက်သားကောင်းဆောင်၏ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားသည် Guardian ကဖော်ပြထားသည့် CCTV မှတ်တမ်းဗီဒီယိုများမှာ2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းဖြစ်ပြီးသမရဦးဝင်းမြင့်နှင့်ဒေါအောင်ဆန်းစုကြည်တို့တရက်ခွင်တွင်အမှုရင်ဆိုင်နေရသည့်မြင်ကွင်းများကိုပြသထားသည်ဒေါ်အောင်ဆန်းစုကြည်၏အချင်းထောင်တွင်နေစဉ်နေထိုင်မှုမှတ်တမ်းများတွင် သူမတနေ့တာမှာ နနက်၄နာရီ၃၀မိနစ်အချိန်မှစတင်ကာည၈နာရီ၃၀မိနစ်တွင်ပြီးဆုံးသည်ဟုဖော်ပြထားသည်ဒေါအောင်ဆန်းစုကြည်သည်နနက်တိုင်း၁နာရီကြိုတရားထိုင်ပြီးညနေတိုင်း၄ချိန်ခန့်အဖြစ်အခန်းတွင်လမ်းလျှောက်ကြောင်း နေ့စဉ်ပရိစိတ်ကြောင်းသိရှိရသည့်မှတ်တမ်းတစ်ခုတွင်နေ့လယ်စာအဖြစ်ထမင်းနှစ်စွန်းကျက်သား၅သားလုံးဟင်းချိုချောကလက်နှစ်ခု၊နဂါးမောက်သည့်အနေငယ်တို့ကိုစားသုံးကြောင်းပုံမှန်အားဖြင့်ဒေါ်အောင်ဆန်းစုကြည်ကအစားနည်းပြီးနနက်စာအတွက်ကျက်ဥကျော်နေ့လယ်စာအတွက်ထမင်းနေငယ်နှင့်အသားနှင့်ငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်မုတ်စားကြောင်းရေးသားထားသည်။ ေါ်အောင်ဆန်းစုကြည်သည်စစ်အာဏာသိမ်းချိန်2020ခုနှစ်မှစစ်တပ်ကထုတ်ဝေနေသောသတင်းစာများကိုဖတ်ရှုရကြောင်းသိရှိရသည်2024ခုနှစ်အစောပိုင်းဒေါ်အောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရသောအကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကသူမရဲ့အတန်းနဲ့လက်လျှောက်ပုံကမပြောင်းလဲပါဘူး။သူမစပင်မှာပပန်းနာမရှိတော့ဘူးဟုပြောဆိုထားသည်